အရင်ဆိုရင်လည်းမာကြီးဆိုတာလေအာဘယ်လိုခေါ်မလဲဆိုတော့လေ तू ကဟိုမိသားစုအရင်ချစ်တတ်တော်သူလေကိုလိုမျိုးပဲပေါ့အမျိုးချစ်တဲ့ပုံကိုနောက်ပြီးတော့စွပြည့်လေးပုံမှာဆိုတော့မာကြီးဆိုတာငယ်ဆုံးလေးလည်းဖြစ်တယ်အာနောက်ပြီးတော့ तू ဘယ်လိုခေါ်မလဲ ဟိုဟာလေးဆုပ်ပြေလေးကအေးလဲအေးတယ်သူကချစ်စရာလဲအရာသူကအမဲပြောတယ်ငါ့ကျမလေးကရမ်းလိမ့်မာတာအရန်ချစ်ဖို့ကောင်းတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဒါကမိုင်းရတော်တော်လေးကိုချစ်ပါတယ်လို့တားငယ်ဆိုလဲဟိုဟာလေးဟိုကိုယ့်ရဲ့အမှုပညာမောင်နှမလည်းဖြစ်တယ်သူ့ရဲ့မိသားစုတွေဘက်ကလည်းတင်တောင်းတင်တယ်နဲ့အဲ့ဒီလိုမျိုးလေးချစ်ပြီးတော့လုပ်ပေးတဲ့အခါကျတော့မိုင်းဆိုမပြောနဲ့တာကြီးတို့တော့မှအာ မာကြီးစိုးတို့အဲ့လိုမျိုးပေါ့ဟိုအရင်သူတို့ရဲ့ဆွေမျိုးတွေကိုစားစုပ်ပြေးလေးတွေစိတ်ချရတယ်အာနောက်ပြီးတော့စုပ်ပြေးလေးတွေကြည်နူးရတယ်ပီတိဖြစ်ရတယ်ပေါ့ဒီနေ့လှရှင်လှနေတာတော့မိတ်ကန်ဆရာမပြီမသွားနဲ့တဲ့ခါကျတော့ကျမအကွက်ကိုလေးရတယ်အာလေးပြီးတော့စတုံးလေးရတော့အာတော့အဲ့ဒီမိတ်ကန်ဆရာမတပည့်မလေးလာထုံးပေးရပေါ့အာဒီဝစ်စုံဒီဇိုင်းလေးရတော့ ဒီဝတ်စုံလေးကတားကိုဆွဲရဟိုဟာဟိုဟာလက်ဆောင်ပေးထားတာအဲ့ဒါလေးကိုအဲ့ the best way ရဲ့ designer အဟိုစာ Austria ထုတ်ပေးထားတာပါလက်ဝတ်ရသနာလေးကတော့အမေးဟာတွေခိုးလာတာပါပလဲတွေပေါ့ပြန်ထည့်ရမယ်လေမတ်တရားလေးကတော့ဟိုသူတို့အတွက် အရန်ဝမ်းသာဂုဏ်ယူပါတယ်အမျိုးသမီးတိုင်းမျှော်လင့်တဲ့အခြေအနေမျိုးလေးကိုအဲ့လိုမျိုးလေးတောင်းရန်လက်ထက်ယူခံရတဲ့အတွက်လဲစုပြည့်လေးကိုစားအဲဂုံလဲယူရဲဝမ်းလဲဝမ်းသာတယ်ပီတီလဲဖြစ်တယ်အားလဲကြပါတယ်လို့မနေ့ကစုပြည့်ကဖုန်းဆက်တယ်ဖုန်းဆက်တော့တာကြီးရလာခဲ့တော့တဲ့ဇပွဲနံပါတ်ကဘလောက်ဘလောက်ဆိုတော့အဲ့လိုပြောပြတော့လဲတာကြီးသမီးကိုကုလို့ပြီးတော့ပြီးတော့မိုင်းဆုဆလာဟဲ့ငါဆိုပြီးတော့လာမာမိုင်းစိတ်ချလာပါဆိုတော့အဲ့ဒါအစောကြီးပဲဒီနေ့မနေ့တော့၈နာရီခွဲအရောက်လာပြီးတော့ ဟိုဘယ်လိုပြောမလဲဆိုတော့အဆင်ပြေအောင်ပေါ့နော်ဘေးဟာနေပြီးတော့ကူညီပြီးတော့အခန့်ပေးမှာပေါ့နော်နေရာချပေးမှာပေါ့အခန့်ကျွဆွေးနေနေရာချထားရအရင်ဆိုရင်ねမာကြီးဆိုရလေအာဘယ်လိုခေါ်မလဲဆိုတော့လေ तू ကဟိုမိသားစုအရင်ချစ်တတ်တော်သူလေကိုနဲ့တိုက်ချင်းတူရပါဘူးကိုကလည်းတာကြီးဆိုလည်းအဲ့လိုပဲလေမိသားကိုမိသားစုဆိုလို့ရှိရင်အဲ့သူများတွေကပြောတယ်တဝင်းခွဲနှစ်ဝင်းခွဲလဲတာကြီးက ကိုရင်ခွင်အောင်ထားတိတိဆိုလဲအဲ့လိုကိုရင်ခွင်တဲ့ထားကိုသမီးလဲကိုရင်ခွင်တဲ့အဲ့လိုအမျိုးချစ်တဲ့ပုံကိုလေဆိုတော့မာကြီးဆိုရလဲအဲ့လိုမျိုးအဲ့ကိုလိုမျိုးပဲပေါ့အမျိုးချစ်တဲ့ပုံကိုနောက်ပြီးတော့ဆုပ်ပြည့်လေးပုံမှာဆိုတော့မာကြီးဆိုရငယ်ဆုံးလေးလဲဖြစ်တယ်အဲနောက်ပြီးတော့သူဘယ်လိုခေါ်မလဲ ဟိုဟာလေးဆုပ်ပြေလေးကအေးလဲအေးတယ်သူကချစ်စရာလဲအရာသူကအမဲပြောတယ်ငါ့ကျမလေးကရမ်းလိမ့်မာတာအေးရမ်းချစ်ဖို့ကောင်းတယ်အပြိုစစ်စစ်လေးတယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဒါကမကြီးကတော်တော်လေးကိုချစ်ပါတယ်လို့ဗာပဲပြောပြောပေါ့နော်အာလူတိုင်းအမျိုးသမီးတိုင်းပေါ့မိန်းကလေးတိုင်းကတော့အာတစ်ချိန်ကြလို့ရှိလို့ရှိရင်အိမ်အောင်ပြုကြမှာပဲအဲ့လိုအိမ်အောင်ပြုရဲ့ခါကြလို့ရှိရင်ဆို ဘယ်လိုခေါ်မလဲစိုးတဲ့ယောက်ျားဥပမာပဲမချစ်တတ်သောယောက်ျားနှိမ့်ဆက်သောယောက်ျားအဲ့လိုမျိုးပေါ့အာဒီလိုမျိုးတင်တောင်းတင်းတယ်မလုပ်ပြီးတော့ယောက်ျားမျိုးနဲ့စုံခဲ့ရင်လည်း ူကကြိုက်နေပေးစားရမှာပဲလေအခုလိုအချိန်မှာကြတော့ဘာပဲဖြစ်ဖြစ်ဟင်းဝေရလေးဆိုလဲတားငယ်ဆိုလဲဟိုဟာလေဟိုကိုယ့်ရဲ့အမှုပညာမောင်နှမလည်းဖြစ်တယ်သူ့ရဲ့မိသားစုတွေဘက်ကလည်းတင်တောင်းတင်တယ်နဲ့အဲ့ဒီလိုမျိုးလေးချစ်ပြီးတော့လုပ်ပေးတဲ့အခါကြတော့မအားကြီးဆိုမပြောနဲ့တာကြီးတို့တော့မှအဲ မာကြီးစိုးတို့အဲ့လိုမျိုးပေါ့ဟွာတွေသူတို့ရဲ့ဆွေမျိုးတွေကိုစားစုပ်ပြေလေးတွေစိတ်ချရရတယ်။အာနောက်ပြီးတော့စုပ်ပြေလေးတွေကြည်နူးရတယ်ပီတိဖြစ်ရတယ်ပေါ့။တကယ်ကို surprise တိုက်တာလို့6နှစ်ကျော်လောက်သူတို့တွဲခဲ့တာကိုတာကြီးတို့လုံးဝမသိပဲနဲ့လေ။အဲ့လိုမျိုးလေးနေတဲ့ထိုင်တတ်တာလေ။နေတဲ့ထိုင်တတ်တာအဲ့ဒါမျိုး။နောက်စုပ်ပြေရလဲလေအလိုဟိုတော့အနှောက်လေ။အနှောက်တယ်ဆိုပြီးတီတီငင်ငင်နှောက်တာလေ။စုပ်ပြေတို့သဇင်းတို့ကလည်းအဲ့လိုလေ။တီတီငင်ငင်နှောက်တာ။ သူဖိတ်ပြီးတော့လေတာကြီးမင်းနေလို့အဲ့ဒါတော့လာခဲ့တမီးစိတ်ချလို့တမီးမဖိတ်ရင်တော့တာကြီးကလာမှာလို့အဲ့လိုမျိုးပေါ့လေဟိုဘက်စွန်းကျွေးတွေပါလေကြာတော့တာကြီးကဟိုပါလေဒီဘက်မှာရှူတင်လေးရှိလို့တာကြီးကမသွားနိုင်တာနော်ဆိုတော့တာကြီးကြီးမှာရအောင်သွားမှာပါ